ီတစောင်းတိုင်းရုံပြရမှာတော့ဂျိုက်တီဦးဖေရကိုတွားရောက်ပုံပြောင်းခဲ့ပါတယ်။ခင်မိုးစကန်ကနေလေးလနှစ်နာရီဝန်းကျင်မှာစတက်ခဲ့ပြီးတော့တောင်တလန်းမှာနေမြူရီစာအမီမူဖိုးခဲ့ကြနေတဲ့ရာဒီဦးနဲ့ဂျုံခဲ့ရတယ် ောင်ပေါ်ရာဒီဥတုအခြေအနေကနေပွင့်လိုက်မြေမြေအုံဆိုင်လိုက်နဲ့ပြောင်းလဲမြန်လို့သူညီတဲ့ခန်းစားချက်တွေကိုတစ်ချိန်တည်းမှာခန်းစားခဲ့ရပါတယ် ရိုးရိုးလေးဟိုတယ်မှာအခန်းယူနေတော့မှာပဲချက်တီယိုတောင်ပေါ်မှာမိမိတို့အရင်အောင်ဆိုင်ပြီးမိုးရေပါလာတဲ့အတွက်အခန်းထဲမှာပဲဒီစေနာယူဖြစ်ခဲ့ပါတယ်ရဘက်မှာတော့မြူရီအုံဆိုင်နေတဲ့ကြားကတင့်တဲ့တပ်ပယ်နေတဲ့ကြိုက်တီးဦးစေတီတော်ကိုတွားရောက်ဖူးမြော်ခဲ့ပါတယ် ခါကြီးရုံးမင်းရဲ့တိုက်ဆိုင်လို့ဖျားဘူးတွေအများကြီးလာတာကိုလည်းတွေ့ရပါတယ် ေါ့နော်အဲမိုးဆိုးတောင်သွားတဲ့လမ်းကထမင်းဆိုင်တွေမှာထမင်းစားဖို့လိုက်ရှာနေရပေါ့နော်ထမင်းစားရင်လည်းဒါလိုက်ရှာနေရင်လည်းမိုးတွေရွာနေလို့ပေါ့တော့အခုဘယ်ဆိုင်စားရမလဲဆိုပြီးတော့လိုက်ရှာနေရဖြစ်ပါတယ်ရောင်းတော့စားဖို့အတွက်မိုးဆိုးတောင်ဖရားလမ်းကထမင်းဆိုင်တွေဖက်သွားပြီးကျူကျူဝင်းထမင်းဆိုင်မှာစားပြီးခဲ့ပါတယ် ေတဲ့ကတော့ဘိုးကြီးကလို့ဘိုးကနေဝယ်ရရပါတယ်။ဘာမိုးလေးရွာနေတဲ့အချိန်မှာတော့အရန်လာနေတာကိုမြင်ခဲ့ပါတယ်။ကြည့်အခုဆက်သွားရအောင်။

ုကတော့မနက်စာပူပြီးစားပြီးရလူစိတ်ဝင်စားမှုများနေတဲ့ကြိုက်ချီရိုးတောင်၆တောင်ခရီးစဉ်ကိုတွားရောက်လည်ပတ်မှာဖြစ်ပါတယ်။အားလုံးပဲစောင့်မျှော်ကြည့်ရှုပေးကြပါဦး။ ခုကတော့၄ဆောင်မြောက်ဇင်းကြံတော်မှာအဲဒီဇင်းကြံတော်မှာဖေးလေးဘာတွေရှိလဲဒါဒါကမာကူရဖရားနဲ့ပေါ့နော်အဲ့လိုပုံစံဆင်တူအဲပုံစံဆင်တူပေါ့နော်ဒီတဲထားတာတဲထားတဲ့ဖရားပေါ့နော်ဒါကမာကူရဖရားလို့လည်းခေါ်ကြရပေါ့နော်ဒီကိုရောက်နေတာဖြစ်ပါတယ်